ထိုင်းရွှေတွေကတော့ဒီနေ့မှာ250အတန်နဲ့ဈေးပိတ်သွားပါတယ်။အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က31ရက်နေ့ဆယ်လပိုင်း2020နဲ့5ခုနှစ်ညလပိုင်းထိုင်းရွှေဈေးကတော့250တက်ပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက 6400ထိုင်းရွှေခေတ္တပတ်သားကိုဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခအပစ္စည်းထိုင်းရွှေခေတ္တပတ်သားကို6100600နဲ့ပေါင်းစည်းရှိပါတယ်ဒီနေ့ထိုင်းရွှေခေတ္တပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရခိုင်နှုန်းပြန်မပြတ်ပဲ6300နဲ့ပေါင်းစည်းတိုင်းပြန်ပြီးတော့လက်ခံပါပါ96.5ရခိုင်နှုန်းရှိတဲ့လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးကတပတ်သားကို6200လက်ဝယ်ရနိုင်ရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000အထိရှိနိုင်ပါတယ် မိမိဝင်တဲ့ထေပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထားရွှေလက်ဝိညာဏတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်အောင်မှာဖြစ်ပါတယ်။900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို9800ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကမ္ဘာရွှေတအောင်စာဟူဒေါ်လာ4010နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ30.39နဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်။ ဒီနေ့ထိုင်းရွှေတွေကအနည်းငယ်အတည်စီနဲ့ရှိနေပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုလို့ရှိရင်တော့ရွှေအတုံးကိုပဲဝယ်ဆိုကြပါလို့အကြံပြုချင်ပါတယ်။ထိုင်းရွှေအတုံးကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ကစီသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က205ဘတ်သားဒီဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ 66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခေတ္တဘတ်သားကိုမြန်မာကျပ်ငွေ89သိန်း4800ကျော်လောက်ဈေးနှုန်းရှိပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုမြန်မာကျပ်ငွေ88သိန်း2400ကျော်လောက်ဈေးနှုန်းရှိပါတယ်။လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကတော့လက်ခမပါသေးပါဘူး။ထိုင်းရွှေစင်ငွေစီတွေကိုမြန်တမ်းတင်ပေးပါရတယ်။ထိုင်းရွှေစင်ငွေစီတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံမှခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်နိုင်ကြပါစေ။